အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပဲအလွယ်ကြီးအိုးချက်မယ်ပစ္စည်းတော့အများကြီးမရှိဘူးဟိုမှာကျဆွပြုတ်ရည်ကျွန်တော်မှာရှိတယ်ဟိုဝတ်သားကျွန်တော်ဒါအေဒီယာဝယ်တာထုတ်မှ3ချက်ခွဲလာ3ဒေါ်လာခွဲပဲပေးရတယ်ဟိုမှာငုံဥစက်တုံမိတ်ဂျန်နာတွေတော့ထွေတူးပါမတွေ့ဘူးဒီမှာဒါကျွန်တော်ဂျင်းနဲ့ ငုံဥကိုရောပြီးကြိတ်ထားတဲ့ဟာပေါ့နော်အဲ့ဒါကိုစုပြုတ်တယ်ထည့်ပြီးတော့အလွယ်လေးပဲချက်မယ်ကလေးတွေကလည်းရိုးရိုးရှင်းရှင်းလေးပဲသူတို့ကြိုက်တယ်အဲဒါကြောင့်မလို့ကျွန်တော်ပုံမှန်ချက်ကျွေးနေကြပုံစံတိုင်းလေးပဲကလေးတွေကိုချက်ကျွေးမယ်အရင်ကြိုက်တယ်အဲ့ဒါဆက်လုပ်ကြည့်မယ်ဒီမှာကျွန်တော်ချက်စုပြုတ်ရှိတယ်ချက်စုပြုတ်ရည်တဲ့ကိုကျွန်တော်ဂျင်းရယ်ငုံဥရယ်ကြိတ်ထားတဲ့ဟာကိုထည့်လိုက်ပါပြီးတော့အရသာထည့်မယ်စာချုံမုတ် ချွန်မုတ်ကဆုံခွဲလောက်ထည့်လိုက်မယ်အဲ့ဒါဆိုရင်တော့ဒါ daylight ဆိုရပြီဒီနေ့မှာ ADA ဝယ်လာတဲ့ဝတ်သားကိုစတုံမိတ်နဲ့ထည့်နေလိုက်မယ်အဲ့ဒါဆိုဝတ်သားနံပြောက်ပြီးတော့မှုမှွေးလေးဖြစ်သွားတယ်ဒါကတထုပ်မှ3ဒေါ်လာကျော်ပဲဒါ Groker တို့တခြား Asian site တို့မှာဆိုရင်တော့ဒီ amount လောက်ဆိုရင်တော့9ဒေါ်လာလောက်ရှိတယ်တထုပ်သေးကိုပဲဒါကြတော့နှစ်ထုပ်ကို9ဒေါ်လာလောက်ပဲဆိုတော့တော်လေးစိတ်ဖြစ်တယ် ။အဲဒီစတိုးကတကယ်မိသားစုအတွက်ဆိုတော့အရန်ကြိုက်တယ်။ဈေးကအဲ့လောက်ကြီးမကြီးဘူး။ချက်တော့မိတ်ထည့်လိုက်မယ်။ဒီထဲကိုလည်းမြို့ကောင်းမုတ်နည်းနည်းထည့်လိုက်မယ်။ဒီတော့အရသာလည်းနည်းနည်းထည့်မယ်။အများကြီးတော့မဟုတ်ဘူး။ချုံမုတ်နည်းနည်းစားနည်းနည်း။ဒါမှအသားထဲမှာလည်းနည်းနည်းအရသာရှိအောင် เนาะเหนไล่เนาะจีอู้มาเท่ได้หัวตาลงลงอย่าได้ตายะพี่ประชาลูกนี่จะတော့โอเอสเยกลีซาริบาริแล้วเท่ได้ดาเนี่ยจนเราไม่ใจบุจนคลีดิแล้วไม่ใจบุสรไม่เท่บุยูยูเวหัวตาลงเนี่ยงูอู้เนี่ยအဲ့ဒါဆိုရင်တော့ကလေးတွေကကြိုက်တယ်။ဒါကငုံဥဒီကတပူက299 299ဆိုတော့3ဒေါ်လာပေါ့ဒါ9ဒေါ်လာဒါ3ဒေါ်လာပြီးရင်ကြဆန်က2ဒေါ်လာနဲ့29ဆိုတော့အကုန်လုံးပေါင်းဆိုရင်တော့12ဒေါ်လာဝင်းကျင်ပေါ့နော်ဒီဟာလေးအကုန်လုံးပေါင်းရင်12ဒေါ်လာဝင်းကျင်နဲ့ပြီးရင်စွတ်ပါညာနဲ့ဆိုရင်တော့မဆိုးဘူး15ဒေါ်လာဝင်းကျင်လောက်နဲ့မိသားစုကုန်ကုန်လောက်လောက်စားလို့ရတယ်ဆိုတော့မဆိုးဘူးလို့ပြောလို့ရဒီမှာကျွန်တော်ကြဆန်ကိုလည်းနည်းနည်းပြုတ်ထားလိုက် ဆိုင်ဒီမှာဆိုရင်တော့ရေနွေးဆူဆူတဲ့ဟိုလိုခဏစိန်လိုက်ရပြီဒါပေမဲ့ကျွန်တော်ဒီမှာအားရမရှိဘူးဆိုတော့ရေနွေးကိုနည်းနည်းဆူအောင်တင်လိုက်နည်းနည်းကိုလိုချင်တဲ့ရေဆိုင်ရအောင်တော့ရပြီဆူတော့ကောင်းကောင်းဆူပြီးငုံဥလေးနဲ့ဂျင်းလေးနဲ့ကိုတကယ်ဆက်ကြီးနဲ့မှုန့်နေအောင်ကြိတ်ပြီးထည့်ထားတာဆိုတော့နန့်လေးကမှုန်းနေနေဆူလာပြီဆိုတော့ဒီငုံဥလေးကိုထည့်လိုက်မယ်ငုံဥလေးကတော့အရင်ထည့်ထားမယ် ်မှုတွေလည်းထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကလေးတွေကတိတ်မကြိုက်ဘူးဆိုတော့ငုံဥရဲ့အသားလုံးရဲ့နည်းနည်းကြီးတဲ့လူတွေကသူတို့ကြိုက်ရင်စားလို့ရအောင်လို့မှုငင်းနေနေလဲလှုပ်ထားပေးတယ်။အမှမှုငင်းတာတော့ယူချွိုင်းအကြီးတွေတော့ရွတ်ကြိုက်တယ်သူတို့ရွတ်ထဲစားငယ်လေးတွေကတော့ဒီကပုံမှန်ပါပဲကျွန်တော်လည်းငငယ်အဲ့လိုအရွတ်တွေကတိတ်မကြိုက်ကြီးလာတော့သူကသူစားကြနည်းနည်းကြီးတဲ့လူတွေတော့ကြိုက်တယ်အသားကြီး ကောင်းလာမင်းနဲ့အရင်လက်ဆက်ရဲနေတာပဲအစီလဲတိတ်မပါဘူးသူကအသားကောင်းနေကြိတ်ထားတာဈေးလဲရမ်းတော်တယ်အင်းကျဆယ်လဲရပြီဒီလောက်နေထားဆိုကဲဆွလဲကောင်းကောင်းစူပြီးဆိုတော့အသားလေးတွေကိုလုံးလုံးလေးတွေလှုပ်ပြီးထည့်မယ်တိတ်ပြီးတော့လဲလုံးစရာတော့မလိုပါဘူးအသားတော့လက်ဆက်တယ် ။ရရှာဆိုင်တွေမှာကြိတ်ပြီးသားတို့ရောင်းနေရတယ်။တိတ်လဲလက်မဆောက်ပြင်းအစီလဲရမ်းများတယ်။ခေါင်းစီးတော်လေးတော်တယ်။အဲအသားလဲကောင်းတယ်။လက်လဲလက်ဆက်တယ်။ ဒီမှာပြင်ဆင်ထားပြီးပြီဒါတော့ယူချွိုင်းကျက်သွမ်းမိတ်လီထားတယ်ဒီမှာဂျာဆန်တော့ပြုတ်ထားပြီးပြီဒါတော့စားမယ်ဆော့ငရုတ်တီးနဲ့ဆိုယာဆော့နဲ့ဒါပဲမကန်နေနဲ့ပြင်ထားပြီးရိုးရိုးရှင်းရှင်းလေးပဲကလေးတွေလည်းရိုးရိုးရှင်းရှင်းပဲကြိုက်တယ်တိတ်ရှုပ်တာတွေပါတယ်တိတ်မကြိုက်ဘူးဆိုတော့ကျွန်တော်တို့လည်းအရင်လွယ်တယ်โอเคသူကပိုက်စားနေပြီဆိုတော့သူတို့အရင်တပွဲပြင်မင်းပဲသူတို့တော့မစားဘူးကျွန်တော်ကလေးတွေလိုပဲတယောက်တစ်ပေါက်စီစားကြတယ် chất tổng mấy nên nè thế bị mà tôi gọi chất tổng mấy chạy đó chạy đấy giờ đó tôi thấy mình chạy rồi ok xuất thế bị mà xuất rồi mũi này là mà. mí ngũ ngũ chạy đó là lao này two three tổng mũi này, này. Này, này. này là chín này ngũ lì này chạy thả rồi ဒီမှာကြေးဦးကတော့ဒါပဲသူတို့ကရှွတ်ရှုတ်ထူထွေးလည်းမကြိုက်ဘူးသူကဒါရိုးရိုးရှင်းရှင်းလေးပဲဒါကျက်သွန်မိတ်လေးနဲ့အသားရဲ့ငုံဦးရဲ့ခြာစမ်းရဲ့စွရည်ကောင်းကောင်းလေးနဲ့ဆိုတော့သူတို့ကကြိုက်ပြီနည်းနည်းပူတယ်ဆိုတော့မှုတ်ပြီးစားတာဒါရိုးရိုးရှင်းရှင်းလေးပဲ15ဒေါ်လာလောက်နဲ့မိသားစုတစ်စုလုံးစားလို့ရတယ်ခုလိုဆောင်းရည်နည်းနည်းအေးလာပြီးဆဲချိန်မှလည်းအေးစီစီစားလို့ရတယ်ဆိုတော့မဆိုးနားရည်လေးမှဒီလိုတစ်ခါလေးလှုပ်စားကောင်းတယ်သူတို့ကကလေးတွေဆိုတော့တိတ်ရှုပ်ရှုပ်ထူးထူး ဟိုဝက်ရဲ့ဥရောဘာလို့လဲအဲ့လိုမျိုးတွေမကြိုက်ဘူးဆိုတော့လိုရိုးရိုးရှင်းရှင်းလေးပဲချက်ကျူရတိတ်ပြီးတော့ခုံချလည်းမများဘူး15ဒေါ်လာလောက်ဆိုမစိုးလေပူရပေါ့ဖြီးဖြီးစားသူတို့ရင်စားတယ်နောက်ကလေးတွေကခဏနေမှစားမှထတယ်အယူယူရှင်းရှင်းလေးနဲ့မိသားစုအတွက်ချက် ကြီးတဲ့ဂျီအိုလေးပေါ့ခုံချလည်းတိတ်မများအောင် ကလဲတော့ကျွန်တော်ဒါជីကလဲတို့တော့ကွာជីပြီးသားတော့ဖဲစားစွတ်တယ်စွတ်ကပူပြီးလာပဲ ကောင်းကောင်းတာကြည့်တာစားနေမဆော့ကောင်းလူကောင်းတာကြည့်တာတိတ်မစားဘူးသူကနည်းနည်းစားပါဘူးလူကောင်းကြည့်ရဟုတ်ဟာ I I want တမီးကြီးရတော့ဆာလို့ကုန်မင်းကျွန်တော်တမီးရ not ခောက်ခတ်စားပြန်မရှက်ဆရာမလို့နော်ခုနပဲစားတော့ခုနစားတော့နှစ်ခါထက်ယူတော့ခုနောက်တစ်ခေါက်ထက်ယူတယ်ကြီးကျတော့တဲ့အောက်မှာရှိမှာ ေးနည်းနည်းတက်တက်တတာနဲ့ကလေးတွေလည်းကြိုက်တယ်စားလို့လည်းကောင်းတယ်ဆိုတော့ဝမ်းသာတယ်ကလေးတွေလည်းစားကြတယ်အများကြီးပဲကဲဒီလိုစေးတက်တတာနဲ့မိသားစုအတွက်ချက်ပြုတ်တဲ့ဗီဒီယိုလေးတွေကိုချိန်နှက်တတ်တယ်ဆိုရင်တော့ like နဲ့ subscribe လုပ်ပြပေးပါဦးနောက်ဗီဒီယိုမှာပဲပြန်တွေ့မယ်နော်အားလုံးကျေးဇူးတင်တယ်ဘိုင်ဘိုင်